လာပါရှင်။ကျွန်မအခုဖတ်ပြပေးမှာကတော့ဆရာမကြီးမုံမိုးအင်အားရေးသားထားတဲ့မျောလင်းချင်းနဲ့အတူဆိုတဲ့ဝတ္ထုတူလေးပဲဖြစ်ပါတယ်။မျောလင်းချင်းနဲ့အတူ အေးဆက်မွန်းကျက်နေတဲ့အခန်းထဲကနေကျမကိုထုတ်ယူခေါ်ဆောင်လာကြတယ်။ဒီအခန်းထဲမှာနှစ်ညလုံးလုံးအေးဆက်နေခဲ့ရတဲ့ကျမဟာအခုမှပဲပြင်ပကပားရဲ့အလင်းရောင်ကိုထိတွေ့ခံစားရတော့တယ်။လူတွေရဲ့အရေးရောင်ကို မြင်တွေ့ရတော့တယ်။လူတွေရဲ့အတန်နဲ့လှုပ်ရှားမှုကိုသိမှတ်ရတော့တယ်။တီကြားကပားထဲမှာဘဝရဲ့နောက်ဆုံးနေ့ရက်များကိုကုံလုံးစီခဲ့ရတဲ့ကာလဟာရှည်လျားလာပါတယ်။အဖော်ရီရှိပေမဲ့ အဲ့ဒီအဖော်တွေဟာကျမဘဝတလျှောက်လုံးပေါင်တင်ဆက်ဆံခဲ့ရတဲ့အဖော်တွေလိုပဲကျမနဲ့กินလို့ဝေးကွာနေတဲ့သူတွေသာဖြစ်နေခဲ့တယ်။ဝိညာဉ်ကဘာမှတောင်းကျမဟာတပားသူနဲ့ရောရှက်မရပါလားရဲ့လို့တိမတ်ရပြန်တော့တယ်။ကျမဟာအလှပကိုအလွန်ကြိုက်နှစ်တတ်တတ်သူဆိုတာကိုတော့သူတို့မမေ့ကြသေးဘူး။အထူးသဖြင့်ကျမအလိုကိုအမြဲဆန့်ကျင်ခဲ့တဲ့ဖီဖီကမမေ့ဘူး။ဖီဖီက သူ့ကိုလှလှပါပါပြင်ပလိုက်ကြပါလို့ပြောနေတယ်ထင်ရဲ့ကျမကအလွန်ကောင်းပါသူအစွဲလန်းကြီးသူဆိုတာကိုလေကျမရဲ့မမကမမေ့ဘူးကျမသုံးတဲ့မိတ်ကပ်အယောင်ဟာအလွန်ရင့်နေကျမကကျမမျက်နှာပေါ်မှာမိတ်ကပ်လိမ်မထားဘူးလို့ထင်ရအောင်မိတ်ကပ်လိမ်တဲ့သူဖြစ်တယ်ညူမောင်နေတဲ့ကျမအသားယောင်ဟာအခုခေတ်မှာအလွန်အတုံနေလာတဲ့ပင်ခရိုမိတ်ကပ်နံပါတ်29နဲ့ရောထွေးသွားတဲ့တည်း မကကျမသုံးတတ်တဲ့အလှပြင်ပစ္စည်းတွေကိုတည်ဆောင်လာတာတော့ကြည်စူးတင်စရာပါပဲ။ "तू အခုချိန်မှာဘာយ៉ាងဝေချင်တယ်လဲဆိုတာငါသိချင်လိုက်တာ"လို့ညီမငယ်ကပြောတယ်။ကျမကအဝါရောင်အဝါရောင်လို့ပြောပေမဲ့သူတို့ပဲကြားရပါမလဲ။ကျမငယ်ငယ်ကအပြရောင်ကိုကြိုက်တယ်။ကြီးလာတော့အဝါရောင်ကြိုက်တယ်။ဒါပေမဲ့ကျမကအပြောင်းလဲများတတ်တဲ့မိန်းကလေးတော့မဟုတ်ခဲ့ပါဘူး။အပြောင်းလဲမလုပ်တတ်လွန်းလို့ပဲ။ ျမနဲ့ကျမရဲ့အိမ်သားတွေကင်းကွာခဲ့ကြရတယ်။ကျမကသူတို့ကိုနားမလည်လက်မခံနိုင်သလိုသူတို့ကလည်းကျမကို နားမလည်လက်မခံခဲ့ကြပါဘူး။ကျမကိုအစ်စ်လွယ်ဆုံးအပြာရန်ဝစ်စုံလေးဝစ်ဆင်ပေးကြတယ်။ကျမအကြိုက်ဆုံးဝစ်စုံမဟုတ်ပေမဲ့စိုးတော့မစိုးပါဘူးလေ။ကျမရဲ့ရုပ်တွင်လည်းကြည်ပျော်ရှုပျော်ဖြစ်လာပါတယ်။တကယ်တော့ညီမ၃ယောက်ထဲမှာကျမကရုပ်အဆူဆုံးပါပဲလေ။ဒါပေမဲ့ ကျမကပြင်တဲ့စင်တက်လို့ကြည်ကောင်းနေလို့ဖေဖေကအမေးပြောတာပဲအယုဆိုးလို့အားပေးရလဲဖြစ်နိုင်ပါတယ်ကျမငငငယ်ကစာလဲအတော်ဆုံးပဲတဲ့ဒါပေမဲ့အခုတော့ကျမကညီမ၃ယောက်ထဲမှာအနေဆုံးနေရာမှာပဲရှိခဲ့ပါတယ်ဒါဟာလဲဖေဖေကသူချမှတ်ပေးတဲ့လမ်းကို လိုက်နာမှုမရှိခဲ့လို့လို့အမေးအပြစ်တင်ပါတယ်အေးလေကျမက ကျမဝါသနာမပါတဲ့အလုပ်ကို လုပ်လို့မရှိတာဖေဖေကျမကိုလာကြည့်တယ် ကျမနှခမ်းကိုတင်တင်ဆေးထားတယ်။ဟုတ်ပါတယ်။စောစောကလေးကဆေးထားတာပါ။အခုချိန်မှာကျမရဲ့ရုပ်ခန္ဓာကိုကျမပိုင်တော့တာမှမဟုတ်တာ။ဖီဖီချက်ချင်းမျက်နှာလွှဲသွားတယ်။မမကငိုတယ်။အိုးမမကဖြင့်ငူရာတောင်လှနေတာပါပဲလား။မမကျမအတွက်တကယ်ပဲဝမ်းနည်းလေးသလား။ဒါမှမဟုတ်ဝမ်းနည်းပြရမယ့်အချိန်မှဝမ်းနည်းတာလား။ကျမမဝေခွဲတတ်ဘူး။သူတို့ကကာလဒေသကိုလိုက်ပြီး အယောင်ပြောင်းတတ်ကြတာမဟုတ်လားညီမလေးကတော့တကယ့်ဝမ်းနေပန်းနေငူရှာပါတယ်ညီမလေးကအိမ်မှာလဲငူခဲ့တယ်ဆိုတာသိတာတယ်မျက်နှာလေးဖောင်းအင့်နေတာပဲအဝိစာလဲတင်ရကိုဆွဲဝယ်လာတဲ့ပုံမမကတော့စနစ်တကျရွေးချယ်ဝယ်လာတာပါ အနေရောင်လုံးကြီးဆိုပေမဲ့အသားကအကောင်စားမှုပြောင်းနေတာအင်းကြီးအစင်းရောင်နဲ့လဲဟတ်နေတာပဲဆွေတာအနက်ကလေးထပ်လိုက်တော့ဘာပြောစရာလိုသလဲ အသားကပူပြီးဖြူဝင်ထွက်လာတယ်လို့ပဲနှကန်ကအယောင်မထွက်ပဲဆူလက်နေတဲ့ဆူသေးကိုဆူထားတာမျက်ခုံးမွေးကလည်းဆွဲထားတယ်လို့မထင်ရဘူးနှကန်နဲ့လက်စုပ်ကလည်းအစင်းရောင်လဲဝစ်လာသေးတယ်လေပန်းတွေပြင်းတော့လေငါယုံကလူတွေကို၁၇နှစ်ရောက်လာဖို့ပြောထားတာမမကမျက်ရည်တိုးတိုးရင်းပြောတယ်ဟုတ်ပါရဲ့မမယုံကလူတွေကအင်မတန်အရေးကြီးတာသူတို့ရောက်လာတဲ့အချိန်မှာ အားလုံးလှလှပပခံခံနာနာဖြစ်နေဖို့လိုအပ်တယ်။လူကြီးတယောက်ရဲ့သမီးပြီးတော့မမရဲ့ခင်မုန်းကလည်းအရာရှိတယောက်တည်သူအတွက်မလိုအပ်တော့ဘူးဆိုတာတောင်မှကြံရစ်သူတွေအတွက်မျက်နှာပန်းလှဖို့ဂုံရှိဖို့ကတိတ်လိုအပ်တာ။နှင်းစီပန်းတွေကလှလိုက်တာ။အယောင်ကလည်းဆုံးအနံ့ကလည်းတင်းပြက်နေတာပဲ။ကျမခန္ဓာကိုယ်တစ်ခုလုံးပန်းတွေနဲ့ဖုံးအုပ်သွားတော့တာပဲ။ပန်းပွင့်တွေချာမှအိတ်နေရသလိုပါပဲ။ဒီပန်းတွေဟာ ဖီဖီနဲ့မမတို့ရဲ့အရှင်ဝါကို ဖော်ပြဖို့ကျမခန္ဓာကိုယ်ကို ဖုံလွှမ်းထားကြတာလေဂုံဒရအဆောင်အယောင်တွေဆိုရင်တောင်မမနိုင်ဘူးဒါပေမဲ့ကျမကအလှကြိတ်တော့ပန်းတွေချမနေရတာကိုလည်းကြိုက်ပါတယ်တခုပဲရှိတယ်အခုချိန်မှာကျမအမျော်လင်းဆုံးပန်းတွင်က ရောက်မလာသေးဘူးအဲ့ဒီပန်းကလေးတွင်သာ အချိန်မီရောက်မလာခင်ကျမရဲ့ခန္ဓာကိုယ်ဟာဖြောင့်တန်းစွာလောင်ကျွမ်းနိုင်မှာမလားကျမရဲ့ဝိညာဉ်ဟာ ကျမရဲ့တက်မဲ့ရုပ်ခန္ဓာအပါမှာရွေဝဲနေခဲ့တာဟာအဲ့ဒီပန်းလေးတဝင်းကိုစောင့်စားဖို့ပါပထမဆုံးဖီဖီရဲ့လှုပ်ဖို့ကိုင်ဘက်လူကြီးတူရောက်လာတယ်သူ့ရဲ့ဝစ်စားဆင်ရင်ပုံကဘလောက်ယိုယိုတန်တန်တင့်တော်ရုံဝစ်လာတယ်ဆိုပေမဲ့သူ့အသွင်အပြင်အမှုအရာလှုပ်ရှားမှုတွေသူ့စည်းလာတဲ့ကာရဲ့အဆင့်တန်းတွေကြောင့်သူ့ဘလိုလူဆိုတာသိနိုင်လောက်ပါတယ်အတီလိုလူမျိုးတွေရဲ့အမှုရာကိုကဘယ်နေရာဘယ်ဒေသမှာပဲဖြစ်ဖြစ်သူတို့ကိုသူတို့ တွင်ကျဲဝင်ဆက်တဲ့ပုံမျိုးရယူထားတတ်ကြတဲ့သူတွေလေဖေဖေတို့လိုပုံစံမျိုးပါပဲဘလောက်များအရှိန်အဝါယူထားသလဲဆိုရင်တာမန်ကုကုကိုယုံကြည်ကူစားမှုမရှိတဲ့ဒုတိယသားဆိုရင်ဖေဖေရှိမှအလွန်သေးငယ်ကျုံဝင်သွားနိုင်လောက်တယ်ချီးရဲ့ဖေဖေရှိမှထိုင်းနေရတာမောင်ခန္ဓာကိုယ်လေးဟာတည်တည်လေးဖြစ်သွားသလိုပဲတဲ့မောင်ကပြောဘူးတယ်မောင်ဟာ ကျမတို့မိသားစုကဘာတွေကို ဝင်ရောက်ဖို့ဆိုတာထောင်းမိသားစုနေတဲ့အိမ်ကို နာမဝင်ရောက်နိုင်မှုကိုပဲ အတော်တတိမွေရတယ်တဲ့ချစ်ကိုယ်တိုင်ကအိမ်မှာတတိတခြားပါမောင်ရဲ့ချစ်နဲ့ပတ်သက်တဲ့သူတွေကိုလည်းသူတို့ကတိတ်မျောလင်းထားပုံမရပါဘူးလို့မောင်ကိုအားပေးရတယ်ဟုတ်တယ်လေရုပ်စင်းတဲ့တန်ရောပညာအကြီးအချင်းရောမိသားစုထဲမှာကျမအနေဆုံးပဲကျမဟာရည်မှန်းချက်နယ်ပါသူစူးစားမှုမရှိသူရဲ့လို့သူတို့ကသတ်မှတ်ထားတာကိုကျောင်းနေတော့လေကျမကတခြားသမီးတွေလိုစာမကြိုးစားဘူး စာမတော်ဘူးပေါ့မမလိုလည်းအရာရှိကြီးဖြစ်မလာဘူးညီမလေးလိုလည်းစိတ်သက်ကတူချောင်းသူမဖြစ်ခဲ့ဘူးဒါပေမဲ့ကျမမှာသူတို့စီမှာမရှိတဲ့အရေးသွေးတွေရှိနေတယ်ဆိုတာသူတို့ကအတိအမှန်မပြူကြဘူးအတိအမှန်ပြူဖို့လည်းနားမလည်ကြဘူးကျမက သူတို့ထက်ပိုပြီးလောကလာကို ရှာဝေတက်ခဲ့တာလူလောကထဲမှာဖြစ်ပျက်နေတာတွေကိုကျမတဆွမ်းတဲ့အမှုပညာနဲ့သရုပ်ဖော်နိုင်မှုကြိုးစားခဲ့တာဒါကြောင့်လေကျမရဲ့ပကြီကားတွေဟာ တက်ကြွတဲ့လူငယ်ပကြီးဆရာလေးတွေရဲ့ကြားမှာဂုံယူဝင်ကြွားစရာဖြစ်ခဲ့တာပေါ့ဒါတွေကိုတော့ဖေဖေကလုံးဝမခံစားတတ်အထင်လည်းမကြီးဘူးလေငယ်စဉ်ကတည်းကကျမရဲ့အိတ်ခဲထဲမှာကျမရဲ့တွေ့ရှိခံစားချက်ကလေးတွေကိုရေးဆွဲချိတ်ထားတတ်တာမမကဘာရီမှန်လည်းမသိဘူးအယူလိုပဲတဲ့ပကြီးကားဆိုရင်လေပန်းပွင့်လေးတွေစံကြောင်လေးတွေလောက်သာသူတို့မြင်ဘူးလားကျမရဲ့ငင်းချမ်းရေးဆိုတဲ့ပကြီးကားကို မမကဘာကြီးမှန်းလဲမသိဘူးတဲ့ဖီဖီကလည်းကျမကိုညီမလေးလိုဆရာဝန်ပညာသင်စေချင်တာဒါမှမဟုတ်လေအဆင်တန်းမြင့်မြင့်လူတယောက်နဲ့လက်ထပ်စေချင်တာကျမလုံနေတာတွေကိုနားမလည်ဘူးတဲ့ဘွေတစ်ခုခုရအောင်6နှစ်လောက်ပညာသင်နေရတဲ့ကျမကိုလည်းစိတ်မရှိဘူးတဲ့ကျမကတော့ကျမရဲ့အမှုပညာကဘာထဲမှာစိတ်ရောကိုယ်ပါမြုပ်နှံထားရတာကိုသိပြောမွေတယ်သိကြည့်နူတယ်ကျမနဲ့မဟာတယောက်ကိုတယောက်သိနာလဲကြတယ် ိတ်စိတ်ရှည်ကြတယ်။ကျမတို့နှစ်ယောက်စလုံးကလည်းအမှုပညာဆန်တဲ့အင်္ဂလိပ်တစ်လုံးထဲမှာအတူနေကြဖို့ဆုံးဖြတ်ထားတယ်။ကျမတို့ဘဝမှာအမှုပညာမြောက်တဲ့ပချီကားချက်ကလေးတွေရှိရင်ပြည့်စုံနေပြီလေ။ဒါပေမဲ့ဖီဖီကပြောတယ်။သမီးရဲ့စိတ်ကူးမရင်နဲ့တဲ့။ဒီတငယ်လိုပုံစံမျိုးနဲ့သမီးဘဝဘယ်တော့မှပြည့်စုံလာမှာမဟုတ်ဘူးတဲ့။သမီးမိမိမရှိကြတဲ့ကဖီဖီကသမီးသုံးယောက်စလုံးကိုအထက်တန်းရောက်အောင်ပြုစုပြောင်းထောင်ပေးခဲ့တာ။ ီလိုကလေးကြေးဘွားမှာပျော်ပိုက်ဖို့မဟုတ်ဘူးလေအမှုပညာဘွားကိုအထင်မြင်ကြီးတတ်တဲ့ဖီဖီတို့ကအိမ်ဦးခန်းမှာမြမာမှုမြမဟန်ပကြီကားတွေစောင်းကောက်ကြီးတွေရှီဟောင်းပပူရုပ်တွေစာအုပ်စင်ကြီးတွေကိုတော့တကန်တနာထားတတ်တာပဲနော်ဒါတွေဟာဖီဖီတို့ရဲ့ဂုံသိက္ခာကိုမြင်မအောင်လူတွေကအထင်ကြီးလေးစားအောင်ထားတယ်ဆိုရင်ဖီဖီကိုယ်တိုင်ကမိမိကိုယ်ကိုဒီပညာရှင်ကြီးတွေရဲ့လက်ရာနဲ့အကာအကွယ်ယူထားရတယ်ဆိုတာ ထင်ရှားမနေပေဘူးလားယဒီလိုလူလောကအတိုင်းဝိုင်းကဂုံမယူပဲအတိမတ်မပြူပဲမနေနိုင်အောင် အောင်မြင်တဲ့ဘဝမျိုးကိုရောက်နိုင်ဖို့အစပထမတော့မိမိကိုယ်ကိုအနစ်နာခံခြင်းစွန့်လွတ်ခြင်းမြုပ်နှံကြိုးစားခြင်းတွေနဲ့သာရင်ခဲ့ရတယ်ဆိုတာဖိဖိနားလည်ဖို့ကောင်းပါတယ်ဒီလိုကြိုးစားနေရစေ ကာလကိုဂလီကချီဘဝလို့ဖိဖိရသတ်မှတ်သလားအနာဂတ်အတွက်အပိအမြောက်မပြုတ်တင်ပေဘူးလားဖိဖိရဲ့အခုတော့လေ ကျမရဲ့ရုပ်ကလပ်ရှိမှာကျမရဲ့ပုံတူပကြီးကတစ်ချက်ကိုတင်ထားဖို့သူတို့တတိယသားပဲနော်ဒီပကြီးကိုမမကအမှတ်တရယူလာတာတိတ်အံ့ဩဖို့ကောင်းနေဒီလိုနေရာမျိုးမှာ လူပုံအလေးမှာဒါကိုဂုံယူစရာလို့တည်သေးတဲ့သူတို့ကိုပဲကျေးဇူးတင်ရသေးတယ်ဒါပေမဲ့လေတစ်ဖက်ကစဉ်းစားနေရင်ကျမရဲ့အချစ်တင်ကြတာပကြီးကလေးကိုသူတို့ရဲ့ဂုံပကာတနာအတွက်အတုံးချခံရလို့စိတ်နာစရာတောင်ကောင်းသေးတယ်ပြီးတော့ ဒါဟာမောင်ရဲ့လက်ဆောင်တခုရီတော့အမှတ်တရပစ္စည်းလေးလေးမောင်အချိန်မပြိုးနိုင်တော့ဘူးချစ်ရဲ့အတိုင်းဝိုင်းကအတိမတ်ပြူတဲ့နေ့ကိုရောက်အောင်မောင်ကြိုးစားမယ်မောင်စာတီးမိမှာပြန်ပြီးအလုပ်လုပ်နေအောင်မယ်ပြည့်ပြည့်စုံစုံဖြစ်မှပြန်လာမယ်ချစ်ရဲ့ချစ်ရင်လည်းကအမေးအောင်နေတာအဆုတ်ရောဂါလို့ထင်ပါရဲ့ချစ်သေးသွားရင်တော့မောင်မျက်နှာကို မြင်လိုက်ရပါမလားမသေးပါနဲ့အောင်ချစ်ရဲ့ချစ်သေးသွားရင် မောင်ကပန်းကလေးတစ်ဝင်းကလွှဲပြီး ဘာမှပေးလိုက်နိုင်မှာမဟုတ်ဘူးတဲ့ကျမတို့နေရောက်ခွဲခွာရတာအကြကြီးပါပဲဖီဖီတို့မမတို့ကတော့မောင်းဆိုတာကျမရဲ့ဘွားတွေကအပီးပိုင်ပျောက်ကွယ်သွားပြီလို့ထင်နေကြတာနင်လို့ချင်တာတွေလုပ်နေတာတော့ဟုတ်ပါရဲ့အိမ်အောင်လေးပါလေးပြုပါတော့လားနင်အသက်မငယ်တော့ဘူးတဲ့ငါဘသူ့ကိုယူရမှာလဲဆိုတော့နင်ကိုငါယုံကအရာရှိတယောက်နဲ့ဆက်ပေးမှာပေါ့တဲ့လင်တယောက်ကိုရှာဖွေဆက်ပြီးမှယူရမယ့်ဘဝမျိုးတော့ ဘယ်တော့မှမလို့ခြင်းဘူးဟေဆိုတော့မမမျက်နှာအကြီးကျယ်ပြက်တယ်။သူ့ကိုတိုက်ရိုက်ထိပါသွားတာကို နင်းတော်တော်ကြီးကျယ်တယ်တဲ့။အေးလူကသာဘာမှမဟုတ်တာလို့ပြောပါအောင်လား။အတိနောက်မမနဲ့တော်တော်ကြာစကားမပြောပြကြဘူး။ပြဝဲတင်မှုပကြီကားတွေရင်းနေရတယ်။ကျမအခန်းလေးကိုမမကဘယ်တော့မှမလာဘူး။ပကြီကားတွေကိုကြည့်ရတာခေါင်းမူးတယ်တဲ့။ကျမကလည်းမမရဲ့အတိုင်းဝိုင်းကလူတွေနဲ့တွေ့ရတာ သူတို့ပြောတဲ့စကားတွေနားထောင်ရတာခေါင်းမူတာပါပဲအေးအေးပြည့်အစာပြည့်တဲ့တန်နဲ့ကျမအေးရတဲ့လင်းမမမလည်းကျမကိုစကားပြောပေါ်ရတယ်ဒါတောင်ညီမလေးကပြောမှ ကျမနေမကောင်းဘူးဆိုတာသူသိတာဖဖီကတော့အမြဲအလုံများနေတတ်တာနိုင်ငံခြားတောင်တစ်ခေါက်ထွက်သွားရသေးတယ်ဖဖီပြန်လာမှဆေးရုံတင်မှုစီစဉ်နေကျမအပြင်းထန်ငင်းရတယ်ကျမအလုပ်ကမပြီးသေးဘူးလေနည်းနည်းကြံသေးတယ်အဲ့ဒါမပြီးပဲကျမမသေးနိုင်ဘူး ကျမစိတ်ကအလိုလိုသိပါတယ်။အချိန်လေးမှပဲမောင်လေးပဲအပြင်းထန်ကြိုးစားနေမှာ။ကျမဖြုံကနေဝမ်းသာရအောင်မောင်က အလုံးနဲ့တက်သေးပြမှာ။ကျမတို့နှစ်ယောက်အကြံတူနေပြီဆိုတာသိတယ်။မောင်ကျမနဲ့ဘလောက်ပဲဝေဝေးမှနေနေကျမတို့ကအမြဲတမ်းစိတ်ချင်းအဆက်အသွယ်ရှိကြတာ။မောင်နဲ့ကျမအလွန်စမ်းကြေခံထားတဲ့အမှုပညာပြကံလေးတစ်ခုမှအတူပြန်ဆောင်ကြမှာလေ။အဲ့ဒီအချိန်မှာလူတွေက ကျမတို့နှစ်ယောက်ကိုအလွန်အံ့ဩဝမ်းမြောက်စွာနဲ့ ချီမွန်ကွန်ပျူတာလိမ့်မယ်။ကျမတို့နှစ်ယောက်က PT အပြုံးတွေနဲ့နှစ်သိမ့်ကြည်နူးနေကြမယ်။ဒါပေမဲ့လေကျမက နောက်ဆုံးအင်အားတရက်ကိုအစွမ်းကုန်တုံးပြလိုက်တဲ့အချိန်မှာ နေရာမှာပုံကျသွားတော့တာပဲ။ဒီအချိန်မှာမှ စီးရုံကိုပို့ခြင်းပို့တော့ဆိုတော့ဖေဖေဒေါသတကြီးအော်တော့တာပဲ။မိုက်လိုက်တဲ့သမီးတဲ့။ခေါင်းမာလွန်တဲ့သမီးတဲ့။ဟောအခုတော့ဖေဖေကတော့ကမျက်နာကိုအပြုံးနဲ့ဖုံးပြီး သူ့လုပ်ဖို့ကံပဲတွေကိုအဲဝစ်ကြည့်အောင်အေခန်နေတယ်။အလုံးကကျမရဲ့ပန်းတွေချာကရုတ်ခတ်တာကိုတစီတဆောင်လာကြည့်ကြတယ်။ဖီဖီမှာကျမလိုသမီးတယောက်ရှိတယ်ဆိုတာသူတို့ကအခုမှသိကြတာ။သူတို့သိတာအယားရှိမမရဲ့စေချောင်းသူညီမလေးရဲ့။ကျမဘာလို့တလဲဆိုတဲ့မိကုံးကိုတောင်သူတို့မမေးကြဘူး။ရင်ကြီးမှုရထင်ပါရဲ့။ဖီဖီတို့မမတို့ကလည်းကျမဘာလို့တယ်ဆိုတာမပြောကြဘူး။ဧည့်သည်တွေကိုလူစိအောင်ပြန်နှုတ်ဆက်ရ တခြားစကားတွေပြောရတာနဲ့တင်မအားရတော့ဘူးလေ။အော်ပန်းခွေတွေကိုလေနာမည်တစ်ခုပေါ်တစ်ခုမထက်ရအောင်အားလုံးမြင်သာအောင်စီစဉ်နေရချနေရသေးတာ။လူတွေများလာပြီ။အချိန်ကလည်းတိတ်နေနေပြီ။တချို့ကဆိုနာယီကိုတောင်မတိမတာခူကြည့်နေကြပြီ။ဒါပေမဲ့ကျမအမျော်လင့်ဆုံးအရာကရောက်မလာသေးပါလား။ကျမနဲ့ပတ်သက်တဲ့လူနည်းစုအတိုင်းဝိုင်းကတထောင်တနေရာမှာစုဝေးပြီးညင်သက်စွာထိုင်နေကြလေရဲ့။ လူတွေအများကြီးထဲမှာကျမချစ်တဲ့လူစုဟာလူနည်းစုလေးပဲဖြစ်ပါတယ်။ဒါပေမဲ့ကျမပေါ်ထားရှိတဲ့မေတ္တာစေတနာကတော့ဒီလူနည်းစုလေးမှသာအပြည့်ဝရှိတယ်လို့ကျမယုံကြည်တယ်။သူတို့ကသာလင်ကမ္ဘာလောကကြီးထဲကကျမထွက်ခွာသွားတာကိုတကယ်နှမျိုးသားသားကြသူတွေဖြစ်တယ်။ကြံလူတွေအတွက်တော့လူလောကကြီးမှာကျမရှိခြင်းမရှိခြင်းအတွက်ဘာမှအကြောင်းမထူးပါဘူး။အဲ့ဒီလူနည်းစုကမှတယောက်တော်သူကို ကျမအမျော်လင့်အတောင်းတဆုံးဖြစ်နေတယ်။ဒါကတော့သူတို့နားလေခွင့်လွတ်ကြမှာပါလေ။သူတို့ကလေကျမဆန္ဒပြေဝစေခြင်းကြမှာပါ။အချိန်ကတဖြည်းဖြည်းနီးကပ်လာပြီ။ကျမရဲ့ရုပ်ခန္ဓာဟာမကြခင်လောင်ကျွမ်းပျက်စီးတော့မယ်။ကျမရဲ့ဝိညာဉ်ဟာလေလွင်ပါထွက်ခွာရတော့မယ်။နောက်ထပ်မိခုရရှာဖွေရမယ်။တန်တရာကမလွတ်သေး၍ကျမရဲ့ဝိညာဉ်ဟာရုပ်ခန္ဓာတစုံတရာမှာမှီတွေ့ရမယ်။ ဘဝအဆက်ဆက်ကျင်လည်ရမယ်။အဒီလိုနောက်ဘဝလေးတစ်ခုမကူခင်ကျမရဲ့ဆန္ဒလေးတစ်ခုတော့ပြည့်သွားခြင်းမသေးတယ်။ကျမရဲ့ဆန္ဒတွေဆုံးရှုံးရတော့မှလား။မမရဲ့နောက်ဆုံးငူရှိုက်တန်ကိုတောင်ကြားနေရပြီ။သူ့အတိုင်းဝိုင်းအပေါင်းအသင်းတွေကသူ့ကိုအလွန်ကြင်နာတနာဟန်နဲ့ဖိမနှစ်သိမ့်နေကြလေရဲ့။ရည်စရာပါပဲ။ဖီဖီကကျမမျက်နှာကိုနောက်ဆုံးကြည့်တယ်။တကယ်တော့ကရောက်နေပုံပါပဲ။ဖီဖီတော့ကကတော့ တမီးတယောက်ဟာသူ့လိုရာပုံစံမဝင်တဲ့လူလောကကထွက်ခွာသွားပြီလို့ဂယုနာတော်တော်ရှင်းနေတဲ့ပုံမှာဘာပဲဖြစ်ဖြစ်ကျမကတော့ကျမဘဝကိုကျင့်နေတယ်ကျမလှုပ်ချင်တာတွေလှုပ်ခဲ့ပြီးပြီလေဒါတွေကိုအကောင့်ထဲပို့ဖို့တော့တယောက်ယောက်ကိုတာဝန်ပေးခဲ့ခြင်း ਨੇ မောင်မဲဖြစ်လိမ့်မလားညီမလေးကိုတော့မှားခဲ့ပါတယ်ငါတည်သွားရင်ငါပကြီကားတွေပြဝဲတင်တော့မမကလည်းတိတ်ဆိတ်ကူးရင်နာပဲ ဒါစိတ်ကူးရင်တော့မဟုတ်ဘူးမိငယ်လူဆိုတာဘာကူမဆိုမျှော်လင့်ထားရတယ်မသေးခင်ငါဟာတခုခုကိုလှုပ်သွားတယ်ဆိုတာဖေဖေသိစေချင်တယ်ငါဟာကလေးကချီနေခဲ့တာမဟုတ်ဘူးဆိုတာဖေဖေသိရမယ်မမဟာသိစိတ်ကြီးတယ်နော်ဩညီမလေးကကျမကိုနားလဲသားပဲနော်အခုညီမလေးလည်းငိုနေပြီ သူတကယ်ငိုနေပြီ ကျမရင်ထဲကအောင့်ပြီးချောင်ဆိုးရင်သွေးစာတွေပါလာတတ်တာသူအချိန်နောက်မှသိရတယ်လေ ဟောသူတို့ကျမအနာကိုရောက်လာပြီကျမရဲ့ရုပ်ခန္ဓာကိုပန်းတွေကြားကမထူနေကြပြီတက်တာရှိရှိလေးကိုထိနေကြပြီအိုးနေကြပါဦးကျမရင်ခွင်မှာပန်းကလေးတစ်ဝင်ထည့်ဆောင်သွားဖို့ကြံသေးလို့ပါ ဆောင်းကြပါဦးနော်အချိန်နဲ့တည်တည်ကြာကြာလှုပ်ရှားနေကြရတဲ့မြို့ပြအရေးအောက်ကလူတွေဟာကြာကြာဟမ်းမဆောင်နိုင်ကြဘူးဒီရုပ်ခန္ဓာကိုမီးလောင်ကျွမ်းစီခြင်းမီမြ мян ကိစ္စပြီးစီခြင်းမီ သူတို့မှာလုဆရာတွေအများကြီးရှိသေးတယ်။ဒီနေရာကဝစ်ကြည်ဝစ်ကုံနှုတ်ဆက်ပြီးအိမ်ပြန်ခြင်းလှပြီးဆိုတာသိတာလွန်နေ။ကျမရဲ့ရုပ်ခန္ဓာကိုတည်ဆောင်စားပြုပြီးတရွေ့ရွေ့တည်ဆောင်ကြပြီးမျောလင်းချက်တွေစိတ်သုံးကုန်ပါပြီ။ဒီဘက်ကန်းနဲ့ဟိုဘက်ကန်းဟာအနီးကလေးပါလား။ဒီဘက်ကန်းကရုပ်ခန္ဓာဟာဟိုဘက်ကန်းရောက်ရင်ခရီးဆုံးပြီ။9မိနစ်တာအချိန်ကာလအတွင်းလူတွေဟာငိမ်သက်စွာလမ်းလျှောက်နေကြတယ်။ရောက်ပြီ။ နောက်ဆုံးအချိန်အဖြစ်ကျမရဲ့ရုပ်အလောင်းကိုဖွင့်ကြည့်နေကြပြီ။အိုးဖယ်ကြစမ်းပါခဏလေးဖယ်ကြစမ်းပါခဏလေးဖယ်ကြစမ်းပါကျမကိုတံပိုးမထားတဲ့သူတွေဟန်ဆောင်လောကဝိပြုတ်နေတဲ့သူတွေဖယ်ကြပါအောင်ရှင်။တူလာနေပြီလေ။မောင်လာနေပြီ။မောင်လက်ထဲမှာနှင်းစီပန်လေးတဝင့်။မောင်ရဲ့ခြေလန်းတွေလေးကန်လာကြည့်။မြင်မြင်လာပါမောင်ရဲ့။မောင်ကိုဖယ်ပေးလိုက်ကြပါ။ မောင်ကျမအနာတိုးလာတယ်။ကျမချစ်တော်မိတ်ဆွေတစုကမောင်ကိုကျမအနာရအောင်တွန်းပို့ပေးလိုက်ကြတယ်။မောင်ကကျမရဲ့မျက်နာလေးကိုအနာကန်ငုံကြည့်တယ်။နောက်ဆုံးတော့မောင်ရောက်လာခဲ့ပြီနော်။မငိုပါနဲ့မောင်ရဲ့။ကျမရဲ့ရင်ခွင်ထက်မှာ မောင်တင်ပေးတဲ့ပန်လေးတစ်ဝင်းကိုတည်ဆောင်ပြီးကျမကဘဝကူတကားကိုဖျက်ဖို့အရှိန်အဟုန်ပြင်လာတဲ့မီးတောင်မီလီယံတွေချောင်း ကျင်းနေစွာတိုးဝင်ခဲ့ပါတော့တယ် မကြီးမုံမိုအင်ယာရေးသားထားတဲ့မျော်လင့်ခြင်းနဲ့အတူဆိုတဲ့ဝတ္ထုတူလေးကတော့ဒီတင်မဲ့ပြီးဆုံးသွားခဲ့ပါပြီ။နာဆင်ပေးခဲ့ကြတဲ့ချစ်တော်ပရိသတ်များအားလုံးကိုစိတ်နှပြွှလန်းချမ်းမြေ့ကြပါသေးရှင်။